ဖရာအများကြီးထဲမှာစစ်မှန်တဲ့ဖရာကဘယ်ဖရာလဲဖုံဖုံတဲ့ယက်စွာဖရာကကိုတော်တိုင်ဖရာစင်စစ်ဧကံဖြစ်ကြောင်းဝန်ခံထားတဲ့ထိုထိုတုတ်တန်တွေများစွာရှိပါတယ်အဲ့ဒီတုတ်တန်တွေကိုကိုကားပြီးဖြေလိုက်မယ်ဆိုရင်ကိုဖရာပဲကိုထောက်ခံတယ်လို့ထင်သွားနိုင်ပါတယ်ယက်စွာဖရာကယောဒမန်ပတ္တိတောမန်ပတ္တိတရားကိုမြင်မှဖရာကိုမြင်မယ်လို့ဟောကြားထားတဲ့အတွက် ဖျားစစ်ဖျားမှန်သိဖို့အရေးမှလည်းပဲတရားနဲ့တိုင်းကြကြီးမှသိနိုင်ပါတယ်မြတ်စွာဘုရားပြိဋိဘံစံဃာနီးတော့သူပတ္တပရပိုက်ကြီးဖျားထံရောက်လာပြီးမြတ်စွာဘုရားတိဋ္ဌိဇာကြီး6ယောက်ကလည်းသူတို့ကိုသူတို့ဖျားလို့ပြောပါတယ်မြတ်စွာဘုရားကလည်းဖျားလို့ဆိုပါတယ်ဘယ်သူကဖျားစင်စစ်ဧကံဖြစ်ပါတလဲဖျားလို့မေးမြန်းလျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားက သူပတ္တဒါရီမေးမနေနဲ့ ။တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုတဲ့ဤမဂ်ဂင်၈ပါးအကျင့်မြတ်တရားဘယ်သာသနာမှာရှိလဲကြည့်လိုက်ပါကြည့်လိုက်လို့မဂ်ဂင်၈ပါးအကျင့်မြတ်တရားနဲ့ပြည့်စုံတဲ့သာသနာကို တွေ့ပြီဆိုရင် မင်းကိုယ်ကိုယ်စိတ်ကပ်လိုက်ပါလို့မိန့်ကြားပါတယ်။မြတ်စွာဘုရားအဲ့ဒီလိုမိန့်ကြားလိုက်တဲ့အခါမှာသူပတ္တပရပိုက်ကြီးဟာ ကောင်းစွာသဘောပေါက်နားလည်သွားပါတယ်။ဖရာအများကြီးတဲ့မှစစ်မှန်တဲ့ဖရာကဘယ်ဖရာလဲဆိုတဲ့မိကွန်းကိုဖြေရမယ်ဆိုရင်မက်ကင်ရှိပါအကျင့်မြတ်တရားနဲ့ပြည့်စုံတဲ့ဖရာကသာလျှင်ဖရာစင်စစ်ဧကန်ဖြစ်ပါတယ်။လောကမှာဖရာဆိုတဲ့အမိတွေမြောင်များစွာ ရှိတဲ့အနက်ဖရာစစ်ဖရာမှန်ကိုသိကျင်တယ်ဆိုရင်ဤမက်ကင်ရှိပါအကျင့်မြတ်တရားနဲ့သာတိုင်းတာကြည့်လိုက်ပါ တိုင်းတာကြည်လိုက်လို့မက်ခင်၈ပါးအကျင့်မြတ်တရားနဲ့ပြည့်စုံတယ်ဆိုရင်ဖရာစိတ်ဖရာမှန်ဖြစ်ပါတယ်မက်ခင်၈ပါးအကျင့်မြတ်တရားနဲ့မပြည့်စုံဘူးဆိုရင်ဖရာစိတ်ဖရာမှန်လုံးဝမဟုတ်ပါဘူး